အလုံးမဲမင်္ဂလာပါနော်။စာရေးဆရာချက်ကလေးရဲ့မဆက်တေးတို့ရဲ့တုံးတောင်ဝင်းနေမည်ဆိုတဲ့စာအုပ်လေးအပိုင်း၅ကိုဆက်ပြီးဖတ်ပြပေးမယ်နော်။မိမအချင်းချင်းယောက်ျားတွေအကြောင်းလက်တို့ပြောရတာ။မိမအချင်းချင်းလက်တို့လားနော်။ယောက်ျားတွေရောချင်းမနေတော့မတို့ပါဘူး။ကုံပဲကုံနိုင်နေမရှိပါဘူး။စိတ်ဓာဗေဒဆိုတဲ့စိတ်တဘာဝပညာရဲ့မှာ လူတွေရဲ့စိတ်တဘာဝတွေကိုခြုံငုံပြီးဟောပြောရေးသားထားကြတယ်။ဒါပေမဲ့လူချင်း တူတော်လဲယောက်ျားနဲ့မိန်းမစိတ်တဘာဝချင်းကြတော့တတော်ကိုချမ်းသာကြပါတယ်။အတူရခေါ်စင်ချင်းညံအရာမှာမိန်းမတွေဟာထက်မြက်တယ်။လူတိုင်းမှာရိုးရိုးညံအပြည့်ရှိတယ်။ယောက်ျားတွေကတော့တုံးတယ်။ယောက်ျားတွေကတော့အတွေးခေါင်တယ်။ကာလန်ဒေတန်နားမလဲဘူး။ စိတ်ဝင်စားမိရင်တော်ကြီးမတော်ကြီးမစင်စားပဲကိုလှုပ်ချင်အောင်ဆွတ်လှုပ်တတ်တယ်။ဒါကြောင့်မင်းကလေးတယောက် ကိုလမ်းမှာလိုက်ပြီးခြေစကားပြောတဲ့ဘဲနာတွေကိုကြည့်ပါလား။ပတ်ဝန်းကျင်ကိုမမြင်တော့ကျုံကလေးပေါ်မှာနှစ်ယောက်ထဲကျနေရပဲ။မင်းကလေးခမရကတော့ဘဲနာကိုယ်တွေမကပါဘူး။ဘေးဘီကမနာတဲ့ဘဲကြီးတွေ ်ဈေးတွေရီလမ်းသွားလမ်းလာတွေဘတ်စကားစီ ခီးတွေရီအလုံးကိုတတိပြုမိနေတော့ခမရမျက်နှာကလေးရဲနေရတော့တာပေါ့ယောက်ျားဆိုတာဇွတ်တရုတ်လုတ်တက်တာကပအနှံ့ပြပါပဲမက်ရှက်ဒီဒီလိုပြောနိုင်တာမကြသေးခင်က ကြားခဲ့ရတဲ့အထောက်ထားစကားတရက်ကြောက်မှာပဲရှင်သူအင်္ဂလန်ရောက်ခဲ့စဉ်တုန်းက ကြားသိခဲ့ရတယ်တဲ့ တော်ဝင်ပန်ထရာကျောင်းကြီးမှာစန်နီယာတင်နဲ့ဆောင်ွက်ကျင်းပတဲ့အခါမှာဘစ်ဒါဟယ်ရီဆိုတဲ့ဆလနစ်သားကောင်ကလေးတယောက်ဟာဆောင်မှုဘဲကိုထူးချွန်စွာအောင်နေတဲ့ဒါပေမဲ့ဆောင်ွက်စစ်ပြီးပြီးရအောင်မှာအတိမရက်နိုင်မယ်လက်တွေ့ပြီးဆက်တီးနေတဲ့အတွက်ကြောင့်ဒံငွေ9ပေါင်တက်လိုက်ရတယ်ဆိုပဲကဲကြည့်ပါအောင်နော်ကာလန်ဒေတန်နားမလဲပဲဆွတ်လုတက်တဲ့ဝါသနာဟာ ကဗျကဗအနှံ့အပြားကယောက်ျားရီမှာရှိတယ်လေမရှက်တေးလို့မြမပြက်ယောက်ျားရီကကောဘာသားနဲ့ထူထားတာမို့လို့လေဒီပုတ်သေးကဒီပဲရီကြီးပါပဲရှင်သူပြောသွားတဲ့အထဲမှာပို့ဆိုးတာတခုတောင်ပါသေးတယ်အခုမှတတိယလို့တဆက်တယ်ပြောရအောင်မယ်အင်္ဂလန်မှာသူနဲ့ကြုံတွေ့ခင်မလာတဲ့လူတယောက်ចောင်းလေ အဲ့ဒီလူကနီးတဲ့လမ်းတဲ့ပစ္စည်းအစ်တွေကိုတော်တော်တီးထွင်နေဆိုပဲ။သူနဲ့တွေ့တော့ဒီလိုပြောသွားတယ်တဲ့။အခုကျွန်တော်အန်အောင်ဖွဲကောင်းတဲ့တီးထွင်မှုတစ်ခုပြုလုပ်ထားတယ်။လေရင်ပြန်ကိုဖက်တဲ့ break လीတနိုင်မောင်းမိုင်း400မောင်းနဲ့ပြန်တန်းနေတဲ့လင်းပြန်ကိုဒီပရိတ်နဲ့ဖမ်းလိုက်ရင်10မီလောက်ကွာမှတစ်ချက်တည်းရက်သွားစေနိုင်နေ။ဒီတော့မက်ရှက်တေးတို့မိတ်ဆွေကြီးကဖြတ်မေးတယ် ဟာအန်အိုးလောက်ပါတယ်ဒီ break လုံနည်းကိုဘာဖြစ်လို့လင်းပြန်ကုမ္ပဏီကိုမရောက်တာလဲလင်းရင်မောင်းတဲ့သူရှင့်မှန်ပေါက်ကကျုံမထွက်တော့ဖမ်းဖို့ break ကိုတီထွင်းဖို့ကြံစနေရသေးလို့ပါဗျာတဲ့ကဲပြောပဲမပြောချင်တော့ပါဘူးရှင်ကြုံသေးတယ်ကုံဆွေးပြထုကျွယ်ခြုံနှဘေးမှာရုံကလေးမရဏာပြုတ်တယ်လို့သာဟဲ့ဆိုလိုက်ချင်စရာ လောကမှာအမှန်တရားကိုပြောကြတာအကောင်းဆုံးဆိုပေမဲ့လို့နေရမန့်အချိန်မှန်ပြောဖို့လဲလူသေးတယ်ရှင်။ဒါကြောင့်ဘာလုံးလုံးကာလန်ဒေတန်ဆိုတာလိုရတယ်။တတရဲ့အကြောင်းကိုခလေးလိုက်ပို့ရင်ရောက်တုန်းကမိဘတွေစကားပြောပြီးညှိကြတာကိုကြားမှုတယ်။မိခင်တယောက်ကအခုခေတ်သားသမီးတွေဟာလွယ်လွယ်နဲ့လိန်တက်လိန်တက်ပြောတတ်နေတာပြဿနာတစ်ခုပါပဲရှင်လို့ပြောတော့တခြားမိခင်တယောက်က ဒါဘာဟုတ်သေးတယ်လဲ။ကြွားကြတာက သူတို့ဟာမဟုတ်တဲ့အချိန်မှလေးအမှန်စကားတွေကိုပြောတာပိုဆိုးတာပေါ့ဟောတဲ့။ဟုတ်ပါရဲ့။အမှန်စကားပဲမဲ့တလွဲချိန်မှပြောမရင်တဲပြီးကတိကောက်တရားဖြစ်ရတာဟုတ်။ယောက်ျားတွေကလည်းဒါမျိုးပဲ။ကာလန်ဒေတန်ကိုနားမလည်ဘူး။ဒါဆိုရင်လည်းဒါပဲစိုက်လိုက်မတ်တက်ကြီးရှင်မောင်ဝမ်းကွဲလေးတယောက်ကတင်းမောလိုက်တယ်လေ သူပြန်ပြောပြတာကို ပြန်ပြီးဖောက်တယ်ချရမယ်။တခါကသူ့တင်းမောကမရိန်ကဂျူတီယူပြီးလော့ခေါ်တယ်မှတ်တမ်းစာကိုတာဝန်ယူတရတာ ਉ ။ဒီတော့ကပတိန်ကဘာရေးထားတယ်လဲဆိုရင်ယနေ့တင်းမောသားဘသူသည်အယံမှုနေသည်အဲ့ဒီလိုရေးထားတယ်။မောင်လေးကလည်းအမှုပြေတော့အဲ့ဒီမှတ်တမ်းကစာကိုဖတ်မိတာကိုဒါနဲ့ကပတိန်စီမကြည့်မနစ်နဲ့တွားတွေ့တော့တာပေါ့ ကျွန်တော်တသက်တာမှာဒီတစ်ခါပဲအရင်မူးတာပါအဲ့ဒီလိုပြောပြတယ်တစ်ခါခိုးတစ်ခါမိတယ်လို့ဖြစ်ရတော့ तू လည်းမခံချင်ဘူးပေါ့မှတ်တမ်းမှာပါသွားတဲ့စာဆိုးတော့နောင်တလန်းမျိုးလည်းထိခိုက်နိုင်တာ우ဒါမဲ့ तू ကပတိန်ကတော့တီတီငိမ့်မဲ့ပြန်ပြောတယ်တဲ့ဟုတ်ချင်ဟုတ်မယ်ဒါမဲ့လော်မှတ်တမ်းမှာဆိုရင်ငါတို့ကအမှန်တရားကိုသာရေးသားကြရတာကွာတဲ့ အဲ့ဒီလိုပြန်ဖြေရင်မှန်တာဆိုတော့လေမောင်လေးကဘာမှပြန်မပြောတာတော့ဘောလေဒါပေမဲ့နောက်နေ့ကျတော့မောင်လေးကဂျူတီချပြီးလော့မှတ်တန်းကိုကိုင်းရတာ ਉ ဒီတော့သူကလည်းအားချမခံအမှန်တရားကိုမှတ်တမ်းတင်လိုက်တာပေါ့ယနေ့ကပ္ပတိန်အယမမူးပါတဲ့အမှန်တရားတော့အမှန်တရားပါပဲလीဒါပေမဲ့တမျိုးကြီးဖြစ်နေတာပေါ့ ကပတိန်ခမည်းတော်တော်တော်တော့အောင်သီးအောင်သက်ဖြစ်မှာပါပဲယနေ့မမူဘူးဆိုတော့ခါရက်အမြဲမူးနေတယ်လို့ဖြစ်နေတော့တာပေါ့ရှင်မက်ရှက်တေးနားလဲတလောက်စကားပရိရဲ့ဆိုရာကမတော်မတည့်ဆုံးမစကားတွေကို နားအဝင်အလွယ်ဆုံးပြောနိုင်တာကိုခေါ်လာဆိုတော့အခုမောင်လေးရေးတဲ့မှတ်တမ်းစကားမျိုးကိုစကားပရိရဲ့ကြွယ်ရဆိုရမှာပေါ့ ဒါကြောင့်မိမာရီယာပြည့်ရဲများတယ်မာယာများတယ်လို့ပြောနေကြပြီးမယ်တကယ်တကယ်တော့ယောက်ျားတွေကသာပြည့်ရဲကြွေးကြတာပါရှင်မဟုတ်တာရီကိုဖွင့်နေပြီးတခန်းတနာပြောကြတာယောက်ျားတွေရာပါရှင်ဘလောက်မဟုတ်တာတွေပြောတယ်လဲဆိုရင်နောက်တနေ့မှသူတို့စကားကိုသူတို့ပြန်ပြီးမကြားချင်တာလားကြည့်တော့ပြန်ချပြန်တိရရင်တွန့်သွားကြတာကြီးပဲ။ မရှက်တရားလက်တွေစမ်းသက်ကြည့်ပြီးပြီရှင်မရှက်တဲ့နဲ့ကိုပွေလီလို့တမီးစားပွားကကိုပွေလီပေးတဲ့စာရီကိုမရှက်တရားတင်ထားတယ်လေအဲ့ဒါတနေ့ကပဲမောင်ကြီးဟောဒီမောင်ကြီးထားတဲ့စာရီပြန်ဖက်ကြည့်စမ်းပါလားလို့သူ့ကိုပြောတော့ငနေသားမျက်နှာကြီးပြက်ပြီးအေးအလကားတွေပါကွာလို့ မဖက်ဝင်တော့တဲ့အမှန်တရားကိုဒုံးတိတိနဲ့ဝန်ခံလိုက်ရတယ်။မယုံရင် အမိတို့လည်းလက်တွေ့စမ်းကြည့်။တခုတော့ရှိတယ်။စာရီကို အိမ်နောင်တက်၁၀နှစ်လောက်ရှိမှပြန်ပြပြီးဖက်ခိုင်းကြည့်။ငနေသားတွေကြာမီဆွဲရတာထက်ကြောက်တာကိုတွေ့ရမယ်။လောကကြီးမှာ လူတစ်တဝါဆိုးလို့ယောက်ျားနဲ့မိန်းမနှစ်မျိုးနှစ်စားတာရှိနေတော့ မိမတွေခမညာယောက်ျားတွေမကောင်းလဲပေါင်းကောင်းလဲပေါင်းလုံးနေကြရပါတယ်။ရွေးစရာတွေမရှိလို့ပေါ့ရှင်။တကယ်ဆိုတော့ယောက်ျားတွေဟာအင်မတန်ပေါင်းရတင်းရခတ်တဲ့လူစားမျိုးတွေပါ။ဘာဖြစ်လို့လဲဆိုတော့ယောက်ျားတွေထဲမှာ90ရာခိုင်နှုန်းလောက်ဟာအာယုံကြောယောဂတွေဖြစ်နေလို့ပဲ။ ယောက်ျားသာဖြစ်နေတယ်သူတို့စိတ်တွေတိတ်ပြီးတုန်လှုပ်လွယ်တယ်တာရကပြပါမယ်ယောက်ျားလေးတယောက်ကချစ်ပါတယ်လို့ပြောရင်ဖြစ်ဖြစ်စာပေးရင်ပဲဖြစ်ဖြစ်ဂျွမ်းလိတ်ထိုးတဲ့ကောင်မလေးတယောက်မှမတွေ့ဘူးပါဘူးဟောမိန်းကလေးတယောက်ကချစ်ပါတယ်ဆိုလို့ဂျွမ်းလိတ်ထိုးတဲ့ယောက်ျားလေးတွေရှိတယ်ဆိုတာလူတိုင်းသိကြမှာပါဒါကြောင့်မက်ရှက်တေးကသူတို့ဟာစိတ်ထိခိုက်လွယ်လို့ပြောတာပေါ့ စိတ်ထိခိုက်လွဲတဲ့သူတွေဟာအာယုံကြောယောဂတွေဖြစ်တတ်တာပေါ့သူတို့စိတ်တွေဟာကတောင်းကနေဖြစ်နေတတ်ပါရဲ့ဒါကြောင့်အိမ်အောင်ပြုတ်မိတဲ့အမျိုးသမီးတွေဟာလင်းယောက်ျားတွေပေါ်မှာတိတ်ပြီးတင်းကြီးခံကြရပါတယ်တကယ်လို့များမေရဲ့ယောက်ျားဟာမိဖို့တွေဝင်လာပြီထမင်းမမြာသေးခင်မှာဟင်းအုပ်ဖွင့်ပြီးဟင်းတွေနှိုက်စားတယ်ဆိုပါတော့ ခွန့်လွန်လိုက်ပါ။သူဒီလိုစိတ်မထိမ့်မသိမ့်နိုင်မဲဇိုးကနဲ့ဇက်ကနဲ့နှိုက်စားတာသူ့မှာအကြောင်းရှိပါတယ်။တိတ်ခိုင်လုံတဲ့အကြောင်းအဲ့ဒါဘာလဲဆိုရင်သူစာနေလို့ပေါ့။ဒါကြောင့်တအိမ်တွေမဆင်နိုင်မဲနှိုက်စားတာပါ။ဒီလိုယောက်ျားမျိုးတွေအတွက်ရှေ့လူကြီးတွေကအယူအဆတစ်ခုထားခဲ့တယ်။အိုးဆို့ခွတ်ဆို့စားရင်ဆွဆွဲခင်ရတယ်လို့အစွဲထားခဲ့ကြတယ်။ သူတို့နှိုင်မစားဝင်းတော့အောင်ပေါ့။ယောက်ျားတွေကအတက်တာကြီးလာတဲ့စိတ်တွေအချင်းတွေကတတော်နဲ့လူကြီးမဖြစ်ကြအောင်။တငယ်နာမစင်နိုင်ကြအောင်။အခုလိုတငယ်နာမစင်နိုင်တဲ့ယောက်ျားဥယျာဉ်တွေများများလာလို့ကဘာမှာစေယောဂါကူဆရာဝန်နဲ့ဝင်းဝေးတိတ်ကောင်းလာတာဆိုပဲ။သူတို့ကိုသူတို့ဖျားစုပန်မင်းယောက်ကြားကြီးတွေဆိုပြီးတစ်ဖက်မှာရင်ကော့ကြွားဝါနေပေးမယ် တဖက်မှာမင်းကလေးရှေ့ကြတော့ခွဲစကားပြောလိုက်ရင်မျက်ရည်ပေါက်ပေါက်ကျတတ်တာသူတို့တွေပဲဒါကြောင့်အိမ်အောင်တဲ့ယောက်ျားတဦးတယောက်ဟာဘလောက်တိတ်ခါရှိတယ်ဘလောက်ကြီးညိုစရာကောင်းတယ်ဆိုတာသူစနီးကအသိဆုံးပဲဒါကြောင့်လည်းတခြားလူတွေကဝိုင်းဝန်းပြီးချီးကျူးနေကြခိုက်မှာစနီးကပါးစပ်ကိုလက်ကားပြီးအတန်မထွက်အောင်ပဲရီမိရတာပေါ့ ကဲဆော့ဆော့ကစကားကိုပြန်ကောက်ကြအောင်ဆိုယောက်ျားရိအစငန်းတာနဲ့ကြုံရရင်မေတို့ကပဲခွန့်လွှဲကြပါကွယ်ဒါဟာသူတို့မှာစိတ်ရောကဖြစ်နေလို့ပဲဆိုတာနားလည်ထားလိုက်ပေါ့ဒါမှခွန့်လွှဲနိုင်ကြမှာပဲသူတို့မှာအဲ့ဒီစိတ်ရောကဘလို့ဖြစ်ပေါ်လာရတလဲဆိုတာကိုတော့မက်ရှက်တေးစူဆောင်းထားမိတဲ့ဘုဒ္ဓတောက်ဖြန့်မြူပါမယ် လူဘဝမှာပြဿနာဆိုတာမွေးကင်းစကလေးမှမပေါ်သေးပဲဘဝရဲ့နောက်ပိုင်းမှာပေါ်ပေါက်လာစမြဲပဲတဲ့ဘဝရဲ့နောက်ပိုင်းဆိုတာကမွေးပြီးစက္ကန့်ပိုင်းလောက်မှဆိုတာပါပဲယောက်ျားတွေကမွေးလလာချင်းပြဿနာမပေါ်ပေမဲ့မကြခင်မှာပဲပြဿနာနဲ့ရင်ဆိုင်ရတော့တယ်အဲ့ဒါဘာလဲဆိုတော့ဆာလောင်တဲ့ပြဿနာပဲ။ လူရဲလို့သူတို့ဖြစ်လာကြပြီဆိုရင် ပထမဆုံးရလာတဲ့စိတ်ကူးဟာစားဖို့ဆိုတာပဲအစားအစာသူတို့ရဲ့ပထမဆုံးငန်းစရာပါပဲဒီချိန်မှာမိမဆိုတာတွေဘာတွေဘာမှသူတို့စိတ်ထဲမရောက်သေးဘူးအဲ့ဒီလိုပထမဆုံးငန်းစရာမှပဲပြဿနာနဲ့တွေ့ရတော့တယ်နိုးမပြတ်သေးခင် ဆိုပြန်တော့မှသူတို့စားတဲ့မိခင်ကနိုးမတိုက်ဖြစ်ဘူးတချို့နိုးဘူးတိုက်တဲ့အဖြစ် ဆိုပြန်ပို့ဆိုးရတာပေါ့ ကိုရောဂျောရီစားလို့ငုံငုံချင်းနိုးဘူးကရောက်မလာနိုင်သေးဘူးလေဖြောရသေးတယ်ခဏတဖြုတ်တော့အေးခင်ရသေးတယ်မအီနို့ဆိုရာကဘယ်တော့မှအေးဆက်ချင်းချင်းချင်းမရှိပါနဲ့ဘယ်တော့မှလည်းရှာလောင်ပူရာမျိုးလည်းမရှိဘူးဟောနိုးဘူးကြတော့အေးပြန်တော့လဲအရသာပြန်အောင်အေးတယ်ပူပြန်တော့လဲရှာကြက်နိုင်လောက်တယ်ဒါကြောင့်မိခင်ကသူ့ကိုသူတို့ငုံငိုးချင်းနိုးဘူးမပေးနိုင်ဘူး ဒီရင်ကိုတော်ကျော်ရေးကအစာငဲ့နဲ့စိတ်ကပြင်းထန်လာတော့တာပေါ့တခါကြီးပြင်းလာပြန်တော့ကောအကိုမောင်နှမနဲရင်တော်သေးတယ်ညီကိုမောင်နှမများပြီဆိုရင်အစာအစာကိုလက်မြန်ချင်းမြန်လူရဲစားကြရတယ်ဒီရင်သူတို့ရဲ့အစာငန်စိတ်ဟာကြီးထွားလာပြီဇိုးကနဲ့ဇက်ကနဲ့ဟင်းနိုင်စားတဲ့အချင်းဟာလည်းတပါးတည်းကြီးထွားလာတတ်ပါတယ်ကိုပစက်နဲ့အစားစာလာရခရီးချားမှာ အစိတရဲလို့ဖြစ်လာပြီဆိုတာနဲ့တပြိုင်နဲ့စီဒတ်တည်ငြိမ်မှုအခြေအနေကပြက်ပြားလာရတာပေါ့အဲ့ဒီဟာစပြီးကြံတဲ့ဘဝခီးတစ်ချောင်းလုံးမှာအစာစိတ်ဆွဲကြီးနဲ့စိတ်ရောဂါဖြစ်လာတော့တယ်လေဒီသဘောတွေကိုနားလည်ယောက်ျားတွေရဲ့ချွန်ယွန်းအားနဲ့မှုတွေခွင့်လွတ်နိုင်မှာပေါ့ဒါကြောင့်ပြက်ပြားနေရတာပါဟော ယောက်ျားဟာခလေးဘွားကလွန်မြောက်ပြီးအရွယ်ကလေးတော်တော်ရောက်လာပြီဆိုတာနဲ့တပြိုင်နက်ပြိုင်ဘက်တွင်နဲ့တိုးရတာပါပဲအရာရာမှာအပြိုင်ဆိုင်တွေရှိလာတယ်ပညာရေးမှာလည်းပြိုင်ဆိုင်ရတာပဲအိမ်မြဲပြီးစာကျက်အားကောင်းတဲ့အမျိုးသမီးတွေနဲ့သူတို့ပြိုင်ကြရတော့တယ်ဒါတွင်ပဲလားဆိုတော့မကသေးပါဘူးအချစ်ရေးမြကြပြန်ညော့လေပြိုင်ကြပြန်ရော ဒီနေရာမှာတော့ယောက်ျားလေးအချင်းချင်းပြိုင်ကြရတယ်။မူလကတော့ယောက်ျားဆိုတာသူတို့ကိုသူတို့ယုံကြည်စိတ်ရှိကြတာပါပဲ။ဒါပေမဲ့မက်ရှက်တေးတို့မင်းကလေးတွေကရီးစားဆိုတာအစားထိုးလို့ရတယ်ဆိုတာကိုမြဝါထင်တယ်လဲပြလာရောဘာသာကြောတွေမျက်လုံးမျက်စံတွေပြုတ်ကုန်ကြရတာပေါ့။ သူတို့ကိုအစားထိုးလို့ရတယ်ဆိုတာကို မြင်လိုက်ရတယ်ဆိုရင်ပဲဘလောက်ပဲမိမိကိုမိမိယုံကြည်စိတ်ပြင်းပြနေတဲ့ယောက်ျားဖြစ်ဖြစ်တခါတည်းအထိတ်တလန့်ဖြစ်ပြီးစိတ်တက်တွေကြကုန်တော့တာပါပဲအဲ့ဒီမှာစိတ်ယောဂါတွေဖြစ်လာတော့တာပေါ့ဒါတွေကိုနားလေထားရင်ယောက်ျားတွေကိုခွင့်လွှတ်နိုင်တယ်ညီခံနိုင်တာပေါ့ရှင် စောစောကယောက်ျားတွေကခုံယူကြသေးတယ်လေလေဟာပြင်းနေကိုဥစွာထပ်နိုင်တာဟာသူတို့ယောက်ျားတွေပါတဲ့မိမဆိုရာဟာသူတို့နောက်မှလေဟာပြင်းနေရောက်ဖူးတာပါတဲ့အင်းသူတို့မင်းနေကြလို့ပါရှင်လေဟာပြင်းနေကို ပထမဆုံး ရောက်တဲ့တက်ရှိတက်တော်ဟာခွေးမကလေးလိုက်ကပါရှင် အဖိုထက်အမကစောပြီးရောက်ခဲ့ပါတယ်။အမေသူတို့ကကြံဖန်ပြီးပြောကြသေးတယ်။ဟေးလေယာဉ်တွေဘာတွေကိုဘေးစိတ်ထားပါမြန်မာပြည်ပြည်မြမရိုးရစကားပဲပြောကျင်တယ်။ရှေ့ကစကားရှိရဲ့မဟုတ်လား။စင်မြောင်ကြီးသွားရာစင်မရင်သားသားလိုက်ရတယ်တဲ့။ဟောရှိသေးတယ်ဘာတဲ့။ရောင်နောက်စတုံးပါတဲ့။ကဲ ီတော့ဘာပဲပြောပြောယောက်ျားဆိုတာဦးစားပေးထိုက်တဲ့သူ့မို့ရှေ့ကနေနေရတာပေါ့အဲ့ဒီလိုကြံဖမ်းပြီးဂုံယူချင်းကြသေးတယ်မီတို့လည်းကြားဘူးကြမှာပေါ့သူတို့ဒါမျိုးပြောကြတာကိုကြားဘူးကြမှာပါပဲလीတကယ်တော့သူတို့ကိုးကားတဲ့စကားတွေကိုစမ်းစစ်ကြည့်ပါဦးရှေ့ခေတ်ကစကားတွေရှင်ပထမစကားကစင်လောကကနေလာတာ ဒုရိယစကားကရှေးခေတ်ကစကားစင်ဆိုတာအကောင်ကြီးတော့ခီးသွိုင်းအနှရေတိတ်များတာကြောက်တုံးပြိုကွဲကြနိုင်နေတရာကျူးကြနိုင်နေဒီတော့စင်မကစင်ကြီးကို ရှေ့ကတမင်သွားခိုင်းတာရှင်ကြာစရာရှင်သူတို့အရက်ဂျွမ်းပြန်ကြအောင်လို့ပေါ့ဟောရောင်နောက်စုံးပါဆိုတာကိုလည်းကြည့်ပါဦးရောင်တွေစုံးတွေဆိုကြဲက နောက်ကြဆုံးကုန်းမောင်ခက်လောက်ဖြစ်မှာပေါ့ရှင်ခยีလမ်းပန်းမှာအနေရီကြုံနိုင်သေးတာပေါ့လေးရီမျှရီနဲ့တောင်ပြစ်နိုင်နေဓာနဲ့ခုတ်ဒုံးနဲ့ရိုက်နိုင်နေဒီတော့ယောက်ျားကပဲရှေ့ကတွားရမှာပေါ့မိမကသူ့ရထက်လဲတာကို꾸이ကနေဆိုရင်ကိုတော်ရီအရင်ချောင်းအောင်လို့ပေါ့ရှင်ជី ဦးကောင်းချင်းရွေးမရအောင်တူလာတဲ့ဒီခင်မှာတော့ယောက်ျားတွေရှိကတော့မလို့တော့ပါဘူးရှင်။ဘက်စကားစီးရင်ကြည်ပါလား။မိမတွေကအထဲမှာဝင်ထိုင်ရင်သူတို့တွေကကားနောက်မှီးမှခိုကြရတယ်။ဒီတော့မနောက်ကြားကပါနေရပြီမဟုတ်လားရှင်။ဒါကြောင့်မို့လဲသူတို့တွေကမိမတွေခစ်ဆန်အောင်မကြိုက်ကြတာပဲ။ရှေးဆန်းမှာသူတို့ကစားတာကို။ ရှေ့စန်းလေးယောက်ျားကအိမ်ဦးကန်းမိမကမိဖို့ကြောင့်ဖြစ်ရတာပေါ့ဟောခေစံမီဆိုရင် မိန်းကလေးကလမ်းထွက်ယောက်ျားလေးကထမင်းချက်ဖြစ်ရတယ်ဒါပေမဲ့ဘလောက်ပဲသူတို့ကရှေးပြန်စံကျင်ကြပေမဲ့မရဘူးလေအချိန်ကာလဆိုတာဘယ်တော့မှနောက်ပြန်မသွားဘူးရှေ့ကိုသာသွားလေတော့ခေကိုပြန်ဆွဲလို့မရပါဘူးစင်မရင်သား ရှေ့မတက်ရရင်ဘေးကသာလိုက်ချင်လိုက်မယ်။နောက်ကနေတော့မလိုက်တဲ့ခေပြီးတော့ရောင်နဲ့စတုံးဟာတလန်းစီတာသွားကျင်သွားမယ်။နောက်ကနေတော့မလိုက်တော့မဲ့ခေလေ။ဓာရီကိုတိရပြီလဲစိုးရောကိုတော်ကျော်ရိစိတ်ကတောင်းကနေနေဖြစ်ကုန်ကြရတာပေါ့။စိတ်ယောဂါတွေအရှိုးရှိုးရကုန်ကြရတာပေါ့။ ဒီနေ့ဒီခေတ်မှာယောက်ျားသားတွေအနှဲ့သူတွေဖြစ်ကုန်တော့တာပေါ့ဒါကြောင့်သူတို့ကိုနားလည်ပြီးတီးခန့်ကြပါလေ ဆိုင်ဆရာချက်ကလေးရဲ့မက်ရှက်တီးတို့ရဲ့တုံးတာဝင်နေမြင်းဆိုရယ်ဆောင်းလေးအပိုင်းငါကိုအာပိနာဆင်ပေးခဲ့ကြတဲ့တူချင်းတယောက်ချင်းစီတာဂျေစုအာကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေဂျင့်ပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်